တင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ23ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာ ထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လိုင်းလာရန်ရှိနေတဲ့အတွက်မန္တလေးမှာရှိတဲ့ငလင်တန်တဲ့အဆောက်အုံများအမြင့်တင့်တယ်စွာထားရန်နဲ့အပြိုပျက်စီးများကိုအမြန်ဆုံးရှင်းလင်းရန်စီပင်တဲ့စစ်တပ်ကအိမ်ပိုင်ရှင်များကိုတတိပိလက်မှတ်ထိုးခိုင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်းရဲ့အဖွဲ့လာရောက်ရန်ရှိနေတဲ့အတွက်မန္တလေးမှာရှိတဲ့ငလင်တန်တဲ့အဆောက်အုံများကိုအမြင့်တင့်တယ်စွာကာထားကြရန် အပြုတ်အပြက်စီးများကိုအမြန်ဆုံးရှင်းလင်းရန်မန္တလေးစီဘယ်နဲ့စစ်ကောင်စီကငလင်တန်တဲ့နေအိမ်နဲ့အဆောက်အုံပိုင်ရှင်များကိုတတိပိလက်မှတ်ထိုးခိုင်းလာကြောင်းမန္တလေးမှာအိမ်ပိုင်ရှင်တချို့ကပြောဆိုပါတယ်စစ်ကောင်စီလက်အောက်ခံမန္တလေးစီဘင်ကငလင်တန်တဲ့မန္တလေးမှာအိမ်ပိုင်ရှင်များကိုအမိန့်အမျိုးမျိုးထုတ်ပြီးဖိအားပေးမှုများလှုံ့ဆော်လျက်ရှိကြောင်းမေလာအတွင်းမန္တလေးမှာငလင်တန်တဲ့အဆောက်အုံများကိုအမြင်တင့်တယ်စွာကာထားရန်ပြန်ပြုတ်ပြင်ပြီးဆိုပါကခွင့်ပြုချက်ရယူရန်နဲ့စောက်လုတ်စဲအဆောက်အုံများအလုံးရက်ဆိုင်ထားရန်အမိန့်ထုတ်ခဲ့ကြောင်း ယခုနောက်ဆုံးမင်းအွန်လိုင်းလာရောက်ရန်ရှိနေတဲ့အတွက်အပြုတ်အပြက်စည်းများကိုအမြန်ဆုံးရှင်းလင်းရန်မဖြူဖြတ်နိုင်သေးတဲ့အဆောက်အုံများကိုအမြင့်တင့်တယ်အောင်ကာရန်ထားရန်ညွှန်ကြားလာကြောင်းသိရှိရပါတယ်လူကြီးလမ်းကြောင်းရှိတယ်အဲဒါကြောင့်ငလင်းအပြုတ်အပြည့်အစည်းတွေအမြန်ဆုံးရှင်းရမယ်အမြင်မတင့်တဲ့တဲ့အဆောက်အုံတွေကိုကာရန်ထားရမယ်အဲဒါကိုစီပင်နဲ့နန်းတွင်တက်ကအရာရှိဆိုတာတွေကခေါ်ပြောတယ်ညွန်ကြားချက်ကိုသိရှိကြောင်းလက်မှတ်ထိုးခိုင်းတယ်လို့မန္တလေးမှာငလင်းကြောင်းတင်ဆောင်ခဲ့တဲ့နှစ်ထပ်တိုက်အိမ်ပိုင်ရှင်တဦးကဆိုပါတယ် အကြံဖတ်မင်းအောင်လိုင်ကယခုမေလ18ရက်နေ့ဝင်းကျင်သို့မဟုတ်မေလနှောင်းပိုင်းမှာလာရောက်ဖွယ်ရှိနေတယ်လို့စီပင်ကအလွတ်တဘောအတိပေးလာတာလို့အခြားအိမ်ပိုင်ရှင်တဦးကဆိုပါတယ်။မန္တလေးစီပင်ကငလင်ကြောင့်တိမ်ဆောင်သွားတဲ့အထက်မြင့်တိုက်တာများကိုဖြိုဖျက်ခြင်းများကိုခွင့်ပြုချက်ရှိမှဖြိုဖျက်ရမယ်လို့ညွှန်ကြားကြောင်းနှစ်ထက်နဲ့သုံးထက်တိုက်တာများကိုတော့ပတ်ဝန်းကျင်ထိခိုက်မှုမရှိရင်ရက်ွက်အုပ်ချုပ်ရေးမှုအဖွဲ့ကိုအကြောင်းကြားပြီးဖြိုဖျက်ခွင့်ပြုကြောင်းစီပင်ကလာရောက်ဖြိုဖျက်ပေးရန်ရှောက်ထားမည်ဆိုပါကအနည်းဆုံး3လဆောင်းဆိုင်ခန်းကြောင်းသိရှိရပါတယ်။ တခြားတစ်ဖက်မှာလည်းမန္တလေးစီပင်ကငလင်တန်တဲ့အဆောက်အုံများမှာအပြာရောင်လေးမောရောင်အနီရောင်ဆိုပြီးကွင်းစင်စစ်ဆေးကခွဲခြားပေးလျက်ရှိပြီးအဆိုပါအဆောက်အုံများပြင်ဆင်ရန်အတွက်လိုင်စင်ရအင်ဂျင်နီယာများရဲ့ထောက်ခံချက်နဲ့အတူမန္တလေးစီပင်ကိုလျှောက်ထားရမယ်လို့ကြေညာထားပါတယ်။အလားတူမန္တလေး၆မြို့နယ်အတွင်းစောက်လုတ်ဆဲအဆောက်အုံများကိုလည်းရပ်ဆိုင်းထားရမှာဖြစ်ပြီးစောက်လုတ်ဆဲအဆောက်အုံများရဲ့ပင်မတိုင်များပျက်စီးမှုရှိမရှိကိုစစ်ကောင်စီရဲ့စစ်ဆေးရေးအဖွဲ့ကစစ်ဆေးပြီးမှသာဆက်လက်စောက်လုတ်ခွင့်ပေးမပေးဆုံးဖြတ်မှာဖြစ်ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကစာတင်ကြောင်းအဘုံမကျဟုဖြောင်းလင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တပင်းရင်မြို့နယ်အိုထိန်တွင်းရွာစာတင်ကြောင်းကိုလေကြောင်းတိုက်ခိုက်မှု၎င်းတို့ကျူးလွန်ခြင်းမရှိကြောင်းစစ်ကောင်စီကဖြောင်းညင်းဆိုပြီးလိန်လေထုတ်ပြန်လိုက်ပါတယ်။အိုထိန်တွင်းရွာအလေတန်းကြောင်းကိုမေလ12ရက်နေ့နက်စင်းနိုင်ဝင်းကျင်ကစစ်ကောင်စီကလေကြောင်းမှအစစ်အစင်ပေါက်ကွဲတဲ့ပေါင်900ဘုံတလုံးကျဲချခြင်းဖြစ်ပါတယ်။ မေလ12ရက်ည17:00နာရီကျော်အထိရရှိထားတဲ့ဆင်းများအကြောင်းသားကျောင်းသူ20နဲ့ဆရာမ2ဦးစုစုပေါင်း22ဦးသေဆုံးပြီး40ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတပည့်ရင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။မေလ12ရက်နေ့ည17:00နာရီကျော်အထိရရှိထားတဲ့ဆင်းများအကြောင်းသားကျောင်းသူ20နဲ့ဆရာမ2ဦးစုစုပေါင်း22ဦးသေဆုံးပြီး40ဦးခန့်ဒဏ်ရာရကြောင်းတပည့်ရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။တိတ်ဆုံးခဲ့တဲ့ကျောင်းသားကျောင်းသူများထဲမှာ grade 2မှ grade 11အထိကျောင်းသားများပါဝင်ပါတယ်။ ကျောင်းသားကျောင်းသူအများဆုံးဖြစ်ပြီးကျောင်းသား15ဦးကျောင်းသူ9ဦးဖြစ်က grade 2တန်းထဲမှ6ဦးဖြစ်အများဆုံးသေဆုံးခဲ့ပါတယ် grade 2မှာပညာသင်ကြားနေတဲ့မတ်သွန်းဆက်ဖြူမရှွန်းလေဝေမဆုလက်နိုင်မငိမ့်ရွှေရည်ဒီမိုမချယ်လီမိုမောင်လွန်းပိုင်ထက် grade 3မှာမအင်းငိမ့်စံမဖြိုးဝေဖြူမောင်ဖိုးမိုးသွန်း grade 4မှာမမိုးဟေကျော်မမမီမီအောင်မထက်ရည်ဒီထွန်းမောင်ချမ်းမြေအောင် grade 5မှာမောင်စီယာဖြူ grade 7မှာမက်လှဆုံးမယ်မမိုးမြင့်ဟန်မက်မြတ်နိုးဦး grade 9မှာမောင်မြတ်နိုးမောင်မောင် grade 10မှာမက်မိုးမိုးဝင်း grade 11မှာမက်သက်သားဝေတို့ဖြစ်ပါတယ် ကျောင်းဆရာမနှစ်ဦးတည်းကတအူးမှာအသက်23နှစ်အရွယ်မတ်ဇင်မာသူဖြစ်ပြီးကျန်ဆရာမတအူးရဲ့အမိကိုတော့လူတို့ညွေဦးကမသိရသေးပါဘူးလူအစုလိုက်အပြုံလိုက်တေဆုံးစေခဲ့တဲ့စာတင်ကြောင်းဘုံကျဲမှုကိုပြည်တွင်းမှာရှိတဲ့လွတ်လပ်တဲ့မီဒီယာများရိုက်တာအပါအဝင်နိုင်ငံတကာသတင်းဌာနများကရုပ်တံမှတ်တမ်းသတင်းတပ်ပုံများနဲ့ပေါ်ပြနေချိန်မှာစစ်ကောင်စီကတော့ည၈နာရီသတင်းမှာမျက်နှာပြောင်တိုက်ပြီးပြောင်းညင်းဆိုခဲ့ခြင်းဖြစ်ပါတယ် စစ်ကောင်စီကတပည့်ရင်မှဆီယဆီယမများအပါအဝင်ကြောင်းသားကြောင်းသူများတေဆုံထိခိုက်ကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာများကမဟုတ်မမှန်လုတ်ကြံဖော်ပြနေခြင်းဖြစ်ကြောင်းသက်ဆိုင်ရာနေမြေခန့်လုံခြုံရေးတာဝန်ရှိသူတို့ကအဲ့ဒီတည်မှန်ကန်မှုမရှိကြောင်းစစ်ရေးပြစ်မှတ်မဟုတ်တဲ့နေရာများကိုဘုံကျဲတိုက်ခိုက်ခြင်းမရှိကြောင်းနိုင်ငံတော်အစိုးရကအနာဂတ်မျိုးဆက်တစ်ကြောင်းသားကြောင်းသူများရဲ့ပညာရေးမြင့်မားစေရန်အတွက်ဆောင်ရွက်လျက်ရှိသည်မှာပြည်သူများပင်အသိဆုံးဖြစ်ပါကြောင်းစသဖြင့်တည်အမှားကြေညာသွားတာကိုတွေ့ရှိရပါတယ် ဒါအပြင်စစ်ကောင်စီဝါဒဖြန့် Telegram Channel များစစ်တပ်ထောက်ခံသူများကလည်းသတင်းအမှားများဇက်တိုက်ဖြန့်ချခြင်းသတင်းကိုပုံဖြတ်ခြင်းသတင်းဌာနများကတင်းတဲ့သတင်းအောက်မှစစ်တပ်ဝါဒဖြန့်အကောင့်များကအုပ်စုလိုက်သတင်းမှဖြန့်ခြင်းကိုအရှိန်အဟုန်နဲ့ပြုလုပ်နေတာကိုတွေ့ရပါတယ်။ပုံကျဲမှုကြောင့်ចောင်းသားငယ်များတေဆုံးပြီးမြေပြင်မှာအထောက်အထားတပ်တွေများစွာရှိသလိုစစ်တပ်ကဘုံကျဲ၍ဘုံအကျွင်းကျန်အစနာများကိုပင်တပ်တွေရှိနေပေမဲ့စစ်ကောင်စီကတော့ထုံးစံအတိုင်းဖြောင်းလိမ်နေခြင်းဖြစ်ပါတယ်။ ကလိန်ကကြစ်စစ်တပ်လို့စကိုင်းတိုင်းအတွင်းလွတ်မြောက်နေမြေတခုမှ CDM ဝန်ထမ်းအမျိုးသမီးတဦးကစစ်တပ်ကတရင်လိန်လေထုတ်ပြန်ခြင်းအပေါ်မှာမှတ်ချက်ပြုထားပါတယ်စစ်ကောင်စီဟာမေလ12ရက်နေ့တရက်ထဲမှာပဲတပိယင်းမြို့နယ်အပြင်ချောင်းဦးမြို့နယ်အင်းတော်မြို့နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းငော့မြို့နယ်ခွဲစတဲ့ဒေသတွေမှာလည်းလေကြောင်းမှဘုံကျဲတဲ့အတွက်ဒေသခံပြည်သူများတေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အမ်းမြို့မှာစစ်ကောင်စီနဲ့ပတ်သက်တဲ့နေအိမ်20ကျော်ကိုအေးအေးချိတ်ပိတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်အမ်းမြို့မှာရှိတဲ့စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခကိုအာရခတပ်တော် AA ကသိမ်းပိုက်ပြီးနောက်စစ်ကောင်စီနဲ့ပတ်သက်တဲ့အမ်းမြို့မှာရှိတဲ့နေအိမ်20ကျော်ကို AA ကချိတ်ပိတ်လိုက်ပါတယ်။အမ်းမြို့ကိုအာရခတပ်တော် AA ကထိန်းချုပ်ပြီးနောက်ပိုင်း ULA AA တပ်ဖွဲ့များကအုပ်ချုပ်ရေးဆောင်ရွက်နေပြီးစစ်ကောင်စီနဲ့ဆက်နွယ်တဲ့အမ်းမြို့မှာရှိတဲ့နေအိမ်များကိုချိတ်ပိတ်ထားပြီးဖြစ်ပါတယ်။ ချိတ်ပိတ်ထားတဲ့အထက်မှာအမ်မျိုးတိရက်ကွက်အမှတ်3အမှတ်4အမှတ်5ရက်ကွက်နဲ့လေရင်ကွင်းရက်ကွက်တို့မှာစစ်ကောင်စီနဲ့ပတ်သက်မှုရှိနေသူများရဲ့နေအိမ်များစက်ရုံများလည်းပါဝင်ပါတယ်။အမ်မျိုးအတွင်း ULAA အဖွဲ့များကအုတ်ချုပ်ရေးဆောင်ရွက်နေပြီးမြို့အတွင်းကိုစစ်ဘေးရှောင်များဝင်ရောက်ခြင်းကတော့မရှိသေးကြောင်းစစ်ဘေးရှောင်သူများနဲ့စစ်ရေးသိရှိထားသူများက Western News ကိုပြောပါတယ်။ ကျွန်တော်တို့ကတော့အခုချိန်ထိအမ်းမြို့ကိုဝင်ခွင့်မရသေးပါဘူး။အေအေကတော့မြို့ပေါ်ရက်ွက်တွေမှာရှိတဲ့မြို့တိရက်ွက်အမှတ်3အမှတ်4အမှတ်5ရက်ွက်နဲ့လေရင်ခွင့်ရက်ွက်ကစစ်ကောင်စီနဲ့ပတ်သက်တဲ့အိမ်တွေကိုချိတ်ပိတ်ထားတာပါ။ချိတ်ပိတ်တာအင်ဂျင်20ကျော်လောက်ရှိမယ်။နဖကတန်နာကအိမ်တွေအောက်ရွာရက်ွက်ကထူးခဲကြီးရေတပ်ဆက်ယုံကိုလည်းချိတ်ပိတ်ထားတယ်။ အမတ်နေ့ရက်ကွက်ကဥကြုံဝင်းဒေါခင်မေတန်းကုံစုံဆိုင်ကိုလည်းပိတ်ထားတယ်။နောက်အေးအေးရဲတပ်ဖွဲ့ကလှကြော်ထုံးဆိုသူလားနမေတော့အတိအကျမမှတ်မိလို့သူ့ရဲ့လက်ထောက်ချမှုကြောင့်ဒူရဲအုပ်ရာဇာမင်းထင်မိပါအိမ်ပြီးတော့ညံထုံးဆိုသူရဲ့အကိုကစစ်သားဆိုပြီးသူ့အိမ်ထဲချိတ်ပိတ်တယ်လို့အမ်းမျိုးစစ်ဆောင်တအူးကပြောပါတယ်။ယခုချိန်ထိစစ်ဆောင်များကိုအမ်းမျိုးကိုဝင်ရောက်နေထိုင်ခွင့်မရရှိသေးကြောင်းနဲ့အေးအေးကလည်းတစုံတရာပြောဆိုထားခြင်းမရှိသေးကြောင်းမြို့အတွင်းမှာနေအိမ်အပြည့်အစုံပျက်စီးမှုများရှိနေကြောင်းစည်ရေးသိရှိထားသူတအူးကပြောပါတယ်။ စီရေးသိရှိထားသူတို့ကစစ်ကောင်စီနဲ့ပတ်သက်လို့အေအေရဲ့ဖမ်းဆီးမှုတွေလည်းရှိတယ်။ထွက်ပြေးရင်အဖမ်းခံရတာကျွန်တော်တငယ်ချင်းဘန်မန်နေဂျာရဲ့တားဖြစ်သူဒူရဲဥပဝါနဲ့အဖမ်းခံရတာအခုတော့မလွတ်သေးဘူး။နောက်ခရိုင်ဦးစည်းလင်မယားတွေစီပင်တို့အခွန်တို့ကလူတွေအခုချိန်ထိအေအေကမလွတ်ပေးသေးဘူးလို့ပြောပါတယ်။ဘူတိတောင်မောင်တော်ဒေတာနဲ့တောင်ကုန်းမြို့နယ်မှာလည်းအာနာသိန်းစစ်ကောင်စီနဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့နေအိမ်များလက်နက်ကင်များနဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့မော့စလင်နေအိမ်များကိုလည်း ULAA ကချိတ်ပိတ်ထားပါတယ်။ ဘူတီတောင်မောင်တော်မြို့ကမွတ်စလင်နေအိမ်20ထပ်မင်းနဲ့တောင်ကုန်းမြို့မှာစစ်အိမ်ထပ်မင်းကိုစစ်ကောင်စီနဲ့မွတ်စလင်လက်နက်ကိုင်များနဲ့ပတ်သက်မှုရှိသည်ဟုဆိုပြီး ULAA ကချိတ်ပိတ်ထားခြင်းဖြစ်ပါတယ်။ဒါအပြင်မြောက်ဦးမင်းပြတန်တွဲကွားနဲ့ပလက်ဝမြို့နယ်တို့မှာလည်းစစ်ကောင်စီနဲ့အခြားအကြမ်းဖက်အဖွဲ့များနဲ့ဆက်ဆက်တည်ဟုဆိုပြီးနေအိမ်အဆောက်အုံ60ထပ်မင်းကိုအေအေကချိတ်ပိတ်ထားကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပျောက်ဆုံးနေတဲ့ကတိကဆရာမဒေါ်ဝင်းဝင်းအောင်အေအေထံရောက်ရှိလာခြင်းမရှိဟုဥခိုင်တုခပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပျောက်ဆုံးနေတဲ့ရခိုင်လူမျိုးကတိကဆရာမဒေါ်ဝင်းဝင်းအောင်အရခတ်တတော်အေအေထံကိုရောက်ရှိလာခြင်းမရှိဟုအရခတ်တတော်အေအေပြောရေးဆိုခွင့်ရရှိသူဥခိုင်တုခကပြောပါတယ်။ ရန်ကုန်တက္ကသိုလ်တတဗေဒဌာနမှရခိုင်လူမျိုးကတိကဆရာမဒေါ်ဝင်းဝင်းအောင်ဟာမေလ9ရက်နေ့မှာမိထီလာတက္ကသိုလ်မှပျောက်ဆုံးသွားပြီးအရခတ်တတော်အေအေနဲ့ချိတ်ဆက်ကအဖွဲတဲသူဝင်ရောက်သွားပြီးလို့စစ်ကောင်စီတရင်များမှာမေလ12ရက်နေ့ကရေးသားဖော်ပြခဲ့ပါတယ်အဆိုပါဆွဆွဲချက်ဟာမှန်ကန်မှုမရှိကြောင်း ULAA ပြောခွင့်ရသူဥက္ကဋ္ဌကမေလ12ရက်နေ့က Nearest ရာကိုပြောပါတယ်။အဲ့ဒီဆရာမကတော့အခုချိန်ထိကျွန်တော်တို့စီရောက်လာတာမရှိဘူးဗျ။အခုနေပြီးတော့ online ပေါ်မှာတက်လာမှပဲအဲ့ဒီကိစ္စကိုကျွန်တော်တို့လည်းတွေ့တယ် အဓိကကတော့အဲ့ဒီဆရာမဟာရခိုင်လူမျိုးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလည်းပဲသူတကယ်ဘာဖြစ်ခဲ့လဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းနေတာရှိပါတယ်လို့ပြောပါတယ်။ဒေါ်ဝင်းဝင်းအောင်ဟာစကိုင်းငလင်ကြောင့်မန္တလေးတိုင်းမှာတက္ကသိုလ်ဝန်ထမ်းဖြစ်ဆိုကြမဲ့ကျောင်းသားကျောင်းသူများအားအနီးကပ်တင်ကြပို့ချရန်မေလတရက်နေ့မှာရန်ကုန်အဝေးတင်တက္ကသိုလ်မှာအခြားနှိပြများနဲ့အတူမိထီလာတက္ကသိုလ်တို့ရောက်ရှိလာပြီးမေလ၂ရက်နေ့မှာစတင်ကအထက်ကနေပျော်ပွဲမှာတင်ကြပို့ချမှုများဆောင်ရွက်ခဲ့ကြောင်း မေလ9ရက်နေ့နနက်9:45မိနစ်အချိန်မှာမိတ်တီလာတက္ကသိုလ်မှပျော်ပွဲမြို့သို့မထွက်ခွာမီ၎င်းရဲ့မိတ်ဆွေများနဲ့တွေ့ဆုံရန်ထွက်ခွာသွားပြီးနောက်ပျောက်ဆုံးသွားခဲ့ပြီးမိတ်တီလာတက္ကသိုလ်အနီးရှိအာယုံဦးလက်ဖက်ရည်ဆိုင်ရှိကိုရောက်ရှိလာတဲ့ကားတစ်စီးနဲ့သူမရဲ့သဘောဆန္ဒဖြင့်လိုက်ပါသွားခဲ့တယ်လို့သတင်းစာမှာဖော်ပြထားပါတယ်သို့သောမြင်းကြံခရံအမှတ်လေးတက်ရင်နထိုးကြီး PDF ကတော့ဒေါ်ဝင်းဝင်းအောင်ကိုမိတိလာမျိုးနဲ့တနေရာမှာဖမ်းဆီးရမိခဲ့ပြီးလိုအပ်တဲ့စုံစမ်းစစ်ဆေးမေးမြန်းချက်များကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းမေလ၈ရက်နေ့ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကဒေါ်ဝင်းဝင်းအောင်ဟာ PDF အဖွဲ့မှဇေယျမင်းထည့်ရဲ့ချိတ်ဆက်ကူညီမှုနဲ့အေအေထံဝင်ရောက်သွားခဲ့ပြီးအေအေအခြေပြုရနေမြများအတွင်းမှာပင်ပညာရေးဆိုင်ရာလုပ်ငန်းများမှာပူးပေါင်းကူညီရေးအတွက်ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့တယ်လို့ပြောဆိုထားပါတယ်။အထက်ကကတော့ရခိုင်လူမျိုးဖြစ်တယ်ဆိုတဲ့အချက်ပေါ်မှာမူတည်ပြီးသူတို့မှပျောက်သွားပြီဆိုတာနဲ့ AAC ကိုသွားပြီဆိုပြီးတမ်းပြီးဆွဆွဲတဲ့သဘောမျိုးပေါ့။ ပြောရမယ်ဆိုလို့ရှိရင်တော့သူတို့နဲ့ဆက်ဆက်တဲ့သူတွေကိုပါလိုအပ်ရင်အရေးယူမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီလိုမျိုးရည်ရွယ်ပြီးတော့တာဝန်မဲ့စကားကိုပြောပြီးစွတ်စွဲတယ်လို့ကျွန်တော်မြင်ပါတယ်လို့ဥခိုင်တုခါကပြောပါတယ်အဲ့ဒီနောက်260ကြော်ကျင်းစာကြီးမှယုံထွက်နိုင်ပြီလို့ဆိုရဲစောင်းပါရှင်ဆရာလာဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပဲရင်မြို့နယ်အတွင်းမှာရှိတဲ့အမျိုးသားညီညွတ်ရေးအစိုးရမှဖွင့်လှစ်ထားတဲ့ အိုထင်းကွင်းကျေးရွာစာတင်ကျောင်းကိုစစ်အုပ်စုရဲ့လေတပ်မှဘုံကျဲတိုက်ခိုက်လာမှုကြောင့်စာမေးပွဲဖြစ်ရန်စုဝေးနေကြတဲ့လူမမဲကျောင်းသား22ဦးသေဆုံးပြီး40ကျော်ဒဏ်ရာရရှိသွားပြီဆိုတဲ့ထိတ်လန့်တုံလုံးဖွဲ့တရင်စိုးကြီးဟာ AFP Rider တရင်မှာတဆင့်တကဘာလုံးကိုပြန့်နှံ့သွားပြီဖြစ်ပါတယ်မင်းအောင်လှိုင်က၎င်းရဲ့ဆရာသမားများနဲ့တွေ့ဆုံခွင့်ရရင်မော်စကိုကိုမထွက်ခွာမီပြောလို့ဆိုလို့ကောင်းရန်အပြစ်ခက်ရက်စဲရေးကိုတလထက်၍တက်တန်းတိုးမယ်လို့ကြေညာခဲ့ပြီးနောက်ယခုလိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ် ၎င်းတို့မှာအပြစ်ရက်တီဆိုပေမဲ့လည်း၎င်းတို့ကိုတိုက်ခိုက်လာပါကတိုက်ခိုက်ရင်ပြင်ဆင်လာပါကလက်တုံပြန်မယ်လို့ပြောထားခဲ့ပေမဲ့လည်းလက်ထဲမှာခဲတံသာကင်ဆောင်ထားကြတဲ့ចောင်းသားလူမမဲများကိုတိုက်ခိုက်လာခြင်းကဲ့သို့ယွန်ရှာဆက်ဆုပ်ဖွဲ့လုပ်ရက်ကိုအဘေတို့များမျက်နှာပြောင်တိုက်၍ညင်းဆိုကြအောင်မည်နီသို့သောလောက်ကျန်တရင်များဟုဆိုကထုံးစံအတိုင်းညင်းဆိုနေကြပြီဖြစ်ပါတယ်တေဆုံးသွားကြတဲ့ကလင်းတငယ်များရဲ့ရုပ်ကြွင်းများ၎င်းတို့ကြံရစ်ထားခဲ့တဲ့လွယ်အိတ်များ ကျောင်းသုံးစာအုပ်များငိုကြွေးနေကြတဲ့မိဘများရဲ့ပုံများကအင်တာနက်စာမျက်နှာများမှာပြန့်နှံ့လာပြီးဖြစ်ပါတယ်။ငါတို့တာသမီများဖြစ်ခဲ့ပါကဆိုတဲ့ကိုချင်းစာစိတ်ကင်းမဲ့နေတဲ့လူတရိတ်ဆန်များသာဖြစ်ပါတယ်။၎င်းတို့ရဲ့စိုးတွန်းရုပ်မှန်မှုများတရေဘောကြောင်မှုများဉာဏ်ပညာမဲ့မှုများကပျော်မဆုံးပေါင်တောတုံးတောင်ဖြစ်လာတဲ့အတွက်အဆုံးသက်ပေးရမှာဖြစ်တယ်လို့မစ္စတာရှောင်းတာနယ်က၎င်းရဲ့ Facebook စာမျက်နှာမှာရေးသားခဲ့ပါတယ်။ မင်းအောင်လှိုင်ကမော်စကိုစစ်ရေးပြအခမ်းအနားကိုတက်ရောက်လာတဲ့29နိုင်ငံမှခေါင်းဆောင်များအနက်တရုတ်နဲ့ကာဇက်စတန်နိုင်ငံများမှတမရများနဲ့သာတွေ့ခွင့်ရခဲ့ပေမဲ့၎င်းရဲ့ရွေးကောက်ပွဲကိုကမ္ဘာနိုင်ငံခေါင်းဆောင်များကထောက်ခံခဲ့တယ်လို့ဟစ်ကျွေးနေပြန်ပါတယ်။လူတို့ကိုဘုံကျဲပြီးမဲယုံများတဲ့အတင်းအကျပ်မောင်းသွင်းမဲ့ရွေးကောက်ပွဲမျိုးကိုထောက်ခံနေကြသည်ဆိုသည်ကနားရှိ၍သာကြားရခြင်းမဟုတ်ပါလော။ရွေးကော်မှမပုံတင်ရင်နောက်ဆုံးရက်ဖြစ်သတ်မှတ်ထားတဲ့ မေလ9ရက်နေ့မှာလဲနိုင်ငံရေးကိုဝန်ရေးအဖြစ်လုတ်ကန်စားတောက်ရန်ရည်ရွယ်ထားကြတဲ့နိုင်ငံရေး89ပါတီမှမှတ်ပုံတင်လာကြတယ်လို့သိရှိရပါတယ်။သို့သောရွေးကောက်ပွဲဟာမြို့နယ်ပေါင်း330အနက်130မှာသာပြုလုပ်နိုင်မယ်လို့ကြေညာထားတဲ့အတွက်နိုင်ငံရဲ့၃ပုံတပုံသာ၎င်းတို့ထိန်းချုပ်ထားနိုင်စွမ်းရှိကြောင်းတရားဝင်ဝန်ခံလိုက်ခြင်းသဘောပင်ဖြစ်ပါတယ်။မင်းအောင်လှိုင်ကရွေးကောက်ပွဲအကြောင်းသာတွင်တွင်ပြောနေခဲ့ပေမယ့်နေပြည်တော်မှာရှိတဲ့၎င်းရဲ့ဌာနများဟာတရုတ်မှလှူဒန်းတဲ့ကွန်တိန်နာရုံးများ ပရီဖက်ရွက်ပြင်တင်းများဖြင့်သာလေပတ်နေရဆဲဖြစ်ပြီးတိကြိုက်သွားတဲ့နိုင်ငံစည်းပွားရေးကိုမြည်သောမြေပုံကုစားမည်ဆိုသည့်နှင့်ရည်ရည်ရရပြောဆိုမှုများမရှိသေးဘဲကော်မတီဘောင်းဆောင်ဖွဲ့နေတဲ့အဆင့်သာရှိပေသေးတယ်မြန်မာဗရင်များကယိုဒရီးယားကိုမကြာခဏဆိုးသလိုတော်ကစားထွက်တဲ့အလားစစ်ချီတိုက်ခိုက်ခဲ့ကြတဲ့အပြင်မြို့ရွာများကိုတုတ်တန်တစားပြင်လို့ဖြစ်အောင်ဖျက်ဆီးခဲ့ကြပူးပါတယ် အဲ့ဒီအတွက်လည်းမြန်မာများတသက်လုံးမင်းညင်မင်းစုအောက်မှာထမင်းတလုတ်ဒုတ်တစ်ချက်ဘဝနဲ့နေသွားရစေဆိုတဲ့ယူရီးယားတို့ရဲ့ကျိန်စာများတင့်နေသလားလို့တခါတရံအယူသေးတဲ့အတွေ့များပင်ဝင်လာခဲ့ရပါတယ်။အဲ့ဒီလိုတန်တရာလဲခဲ့ရဒီမှာ1885ခုနှစ်နိုဝင်ဘာလ28ရက်တတိယအင်္ဂလိပ်မြန်မာစစ်ပွဲကြီးအပြီးဗြိတိရှ်ကိုကျွန်ဘဝ260နီးပါးကြောက်ရောက်ခဲ့ပြီး 1962မတ်လ2ရက်နေ့မှာပဲစစ်ကြုံဘဝကိုကူးပြောင်းရောက်ရှိခဲ့ဒီမှာနောက်ထပ်260ပင်ကြော်လာပြီးဖြစ်တယ်လို့အေယာဝရီမှရေးသားလာခဲ့ပါတယ်။လွတ်လပ်ရေးရပြီးတိုင်းပြည်ကိုပြန်လည်တည်ဆောက်ရန်10နှစ်ကြော်တာအချိန်ရခဲ့ပါတယ်။2016ခုနှစ်မှာအာနာရှင်လက်အောက်မှတဝက်တစ်ပြက်လွတ်မြောက်လာခဲ့ပါတယ်။သို့တော့ပြန်လည်တည်ဆောက်ရန်9နှစ်ခန့်တာအချိန်ရခဲ့ပြီးဒုံရင်ဒုံရင်ထပ်ပင်ဆိုးတဲ့ဘဝကိုပြန်ရောက်သွားခဲ့ရပြန်ပါတယ်။ တိမခံနိုင်ဖြစ်လာတဲ့ပြည်သူများရဲ့ခုခံတွန်းလှန်စစ်မှမြည်တို့သောရလက်မျိုးထွက်ပေါ်လာသည့်ဖြစ်စေ27ရာစုမှာမြမပြည်ဟာရှေ့လျှောက်မြည်တို့ခီးဆက်ရမားကိုပြတ်ထန်းပေးတော့မဲ့လမ်းစုံလမ်းခွကိုရောက်ရှိလာနေပြီဖြစ်တယ်လို့ဆိုပါတယ်။ဤဒီကိုတရုတ်အစိုးရကလည်းကောင်းစွာရိတ်စားမိနေ၍နာမည်ပြက်ခံက၎င်းတို့ငင်းနိုင်ဖြစ်တော့မဲ့စစ်အုပ်စုကိုနာမည်ပြက်ခံပြီးကြားကန်ပေးလာခြင်းလည်းဖြစ်ပေလိမ့်မယ်။ယနေ့ပြည်သူတို့ရဲ့ရုန်းကန်လှုပ်ရှားမှုကြီးဟာ အာနာရှင်စနစ်ဖယ်ရှားရေးတာမက19ရာစုနှစ်ကတည်းကမိမိတို့အပေါ်ဖီစည်းလာနေတဲ့ကျင်းစာကြီးမှအပြေးအပိုင်ယုံထွက်နိုင်ရန်အကြောက်အကန့်တွန်းထိုးယုံကန်နေကြခြင်းလည်းဖြစ်တယ်လို့အေယာဝရီမှာရေးသားထားပါတယ်။မေလ9ရက်နေ့မှာ၄နှစ်ပြည့်လာပြီဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဟာယခုအခါတပ်ရင်းပေါင်း300အထိရှိလာပြီဖြစ်တယ်လို့ NUG ပြောခွင့်ရဦးနေဖုံးလက်မှ DVB ကိုအသိပေးပြောကြားခဲ့ပါတယ်။ PDF စတင်ဖွဲ့စည်းခဲ့တဲ့2021ခုနှစ်မေလ9ရက်နေ့မှာစပြီး အမေရိကန်ဒေါ်လာ24တသမ6သန်းသုံးဆွဲခဲ့တယ်လို့သိရှိရပါတယ်။တစ်နှစ်ပြန်မြဒေါ်လာ6သန်းကျော်ကာကွယ်ရေးအတွက်သုံးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ဒေါ်လာ9ဘီလီယံခန့်အထိသုံးဆွဲနေရတဲ့စစ်တပ်ကိုနေမြေ3ပုံ2ပုံအထိလက်လွတ်ရအောင်စွန့်ဆောင်နိုင်ခဲ့မှုဟာတကဘာလုံးမှရှိတဲ့စည်ရေးလေးလာတုံးတက်သူများအမကန်းဖြစ်ခဲ့ရတဲ့စွန့်ဆောင်နိုင်မှုပင်ဖြစ်ပါတယ် မင်းအွန်လိုင်းနဲ့စစ်အုပ်စုဟာရေရှိမာ PDF ဟာလက်နက်အင်အားနဲ့တိုက်ရိုက်စွမ်းရည်များတိုးတက်တဲ့တိုးတက်လာတော့မဲ့အဖြစ်ကိုတိတိကျကျနဲ့မြည်တိုးများမတက်နိုင်တော့ပဲလေရင် drone ပါရာမော်တာများနဲ့သာဘုံကျဲဟန်တားခြင်းဖြင့်အကြမ်းဖက်မှုပေါင်းစုံကျွလွန်နေရတဲ့လူတရိတ်ဆန်အဆင့်ကိုရောက်သွားရရှာပြီးဖြစ်ပါတယ် ဆန်ဖရန်စစ္စကိုမှာတန်းတူညီမျှရေးတရားမျှတစွာနဲ့ငြိမ်းချမ်းမှုတိဆောက်ရေးတို့နဲ့တရေတီခဲ့တဲ့ကုလသမဂ္ဂဟာလည်းအင်အားကြီးသူတို့အတွက်ဒိုင်းကြီးတပွဲရက်တီလာပြီးအင်အားနည်းသူတို့အပေါ်လှောင်ပြောင်တယောနေတယ်လို့ဖြစ်လာနေပါတယ်။ပြည်သူတို့ရဲ့တွန်းလှန်စစ်မုတ်ချအောင်ရမည်လို့ရေးသားထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းရင်ပတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ မြေကြပါစေခင်ဗျာမြေကြပါစေ